မြန်မာကာလနိုင်ငံတကာစည်ရခင်းချင်းတွေမှာအသုံးပြုနေတဲ့စရုပ်ထမျိုးဆက်ပစ္စမမျိုးဆက်တိုက်လေတွေနဲ့ရှင်ရင်အိန္ဒိယရဲ့ MiG-21 တွေကမျိုးသုံးသွားတဲ့ဒိုင်နိုဆောတွေလို့ရှုမြင်ကြရမှာပါ။ဒါပေမဲ့ဆိုဗီယက်လိုအဲ့ဒီလေယာဉ်တွေကအိန္ဒိယလေတပ်မှာတော့ဆယ်စုနှစ်6ခုကျော်ကြာတဲ့အထိအမှုထမ်းခဲ့ပြီးဂန္ဓဝင်မြောက်တိုက်လေယာဉ်တွေလို့သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ခုတော့အိန္ဒိယက MiG-21 တွေရဲ့ခေတ်ကိုအပြီးသက်ပြည်ပုံးကချပြီးအဲ့ဒီလေယာဉ်တွေကိုအနားပေးတော့မယ်လို့အတည်ပြုခဲ့ပါတယ်။အိန္ဒိယလေတပ်က ခင်မီတိုက်လျင်အစ်စ်တွေကိုစင်ဆက်မပြတ်ဝဲယူအစားထိုးဖို့တောက်လျှောက်အားထုတ်နေရင်ဒုတိယမျိုးဆက်ခေဟောင်းတိုက်လျင်တွေဖြစ်တဲ့ MiG-21 တွေကိုထာဝရအနာပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ MiG-21 တွေကလက်ရှိချိန်ထိအိန္ဒိယလေတပ်ရဲ့တိုက်လျင် အုပ်တွေထဲမှာနေရာရထားဆဲဖြစ်ပေမဲ့စက်တင်ဘာ26ရက်နေ့ကျရင်တရားဝင်အနာပေးတော့မယ်လို့သိရပါတယ်။1950ပြည့်လွန်နှစ်တွေမှာဆိုဗီယက်ကစတင်တီထွင်ခဲ့ပြီးဇဲတိုင် မိုးမှန်အစင်မြင့်ခဲ့တဲ့နောက် MiG-21 တွေကအတန်ရဲ့မြန်နှုံးထက်နှစ်ဆပိုမြန်တဲ့ supersonic တိုက်လေယာဉ်တွေအဖြစ်ရုပ်လုံးပေါ်လာခဲ့ပါတယ်အဲ့ဒီလေယာဉ်တွေကကမ္ဘာပေါ်မှာမှာယူမှုအများဆုံး supersonic jet တိုက်လေယာဉ်တွေအနေနဲ့သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့တာပေါ့။ကမ္ဘာနိုင်ငံပေါင်း60လောက်ကအစီးရေ11,500လောက်ကိုအသုံးပြုခဲ့ကြပါတယ်။အိန္ဒိယလေတပ်ကတော့ပထမဆုံးအသုံး MiG-21 တွေကို1963ခုနှစ်မှာစပြီးအသုံးပြုခဲ့တာပါ။ပြီးတော့မတူညီတဲ့မျိုးကွဲ MiG-21 စုစုပေါင်း894စီးထိမှာယူခဲ့ပါတယ်။ ဲ့ဒီလင်းတွေကအိန္ဒိယလေတပ်ရဲ့အမာခံကြောရိုးဖြစ်ခဲ့ပေမဲ့အထူးသဖြင့်လုံခြုံရေးပိုင်းနဲ့ပတ်သက်ရင် MiG-21 တွေရဲ့မှတ်တမ်းကအတော်လေးအကြီးတန်းခဲ့ပါတယ်။အိန္ဒိယလေတပ်ရဲ့ MiG-21 စုစုပေါင်းအစီး400ကျော်ကိုလေယာဉ်ပြက်ကျမှုတွေကြောင့်ဆုံးရှုံးခဲ့ရပြီးတိုက်လေယာဉ်မှု200လောက်အသက်ပေးခဲ့ရပါတယ်။ဒီတော့ NATO စစ်မဟာမိတ်နိုင်ငံတွေက MiG-21 တွေကိုခေါင်းတလားပြန်တွေမုတ်ဆိုးမထုတ်ဆက်တွေလို့လှောင်ပြောင်ခဲ့ကြတာမှန်ပါဘူး။ဆိုဗီယက်တွေကတော့အဲ့ဒီလေယာဉ်တွေမှာမတော်တဆမှုတွေများပြားရတာက ကင်တွယ်ပြန်တန်းရတဲ့စင်ခေါ်မှုကြီးမားတာကြောင့်လို့အကြောင်းပြခဲ့ပါတယ်။အဲ့ဒီကာလတုန်းကတော့ MiG-21 တွေက American Mahavihar ဘုံးကျဲလေယာဉ်ကြီးတွေကို supersonic မျက်နှုံးနဲ့ချဉ်ကပ်ပြီးပစ်ချနိုင်ဖို့အထူးရည်ရွယ်ချက်နဲ့တိစောက်ထားတာပါ။လေယာဉ်တွေရဲ့မြန်နှုံးကတနာယီကို340ကီလိုမီတာနှုန်းထိရောက်နိုင်ပြီးအဲ့ဒီခေတ်သမရိုးကြတိုက်လေယာဉ်အများစုထက်နှစ်ဆလောက်ပုံမြန်ခဲ့တာဖြစ်ပါတယ်။တိုက်လေယာဉ်တွေဆင်းတဲ့အခါမှာလည်းအရှိန်ကိုရှော့ချဖို့ခက်ပြီးပြဿနာတစ်ခုခုကြုံလာရင်လေယာဉ်မှုအတွက် ဆုံးဖြတ်စရာရွေးချယ်စရာအချိန်အရန်နည်းပါတယ်။နောက်ပြီးတိုက်လျင်တွေတဲကနေလေထီးနဲ့ခုံထွက်တဲ့အပိုင်းမှာလည်းဒီဇိုင်းအားနည်းချက်တွေရှိလို့လျင်မှုတွေကမသိရင်တောင်မှကြော်ယိုအပြင်းအထန်ထိခိုက်သွားတာမျိုးကြုံခဲ့ရပါတယ်။အိန္ဒိယလေတပ်ကလည်းသမိုင်းတစ်လျှောက်မှာအဲ့ဒီလိုဒဏ်တွေခံခဲ့ရပြီးမဲ့ MiG-21 တွေရဲ့ကြီးကြီးမားမားအကျိုးပြုမှုကိုလည်းရရှိခဲ့ပါတယ်။နိုင်ငံရဲ့လေပိုင်နဲ့လုံခြုံရေးကိုကာကွယ်ရမှာအဲ့ဒီတိုက်လျင်တွေကအများကြီးအသုံးဝင်ခဲ့တာကြောင့်ပါ။ ခုတော့ MiG 21တွေကိုပြင်ဆင်အစားထိုးမှုတွေလုပ်ရမယ်ကုန်ကြစရိတ်ကကြီးမားလွန်းတာရဲ့ခေတ်သစ်စစ်မြေပြင်တွေနဲ့မကန့်ညီတော့တာရဲ့အကြောင်းလက်ကြံတိုက်လျင်အားလုံးကိုလေတက်ကအနာပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အိန္ဒိယလေတက်ကလစ်လက်သွားတဲ့ MiG 21တွေရဲ့နေရာမှာပြည်တွင်းဖြစ်သရုပ်ထမျိုးဆက်လုံး T-JAS တိုက်လျင်တွေနဲ့အစားထိုးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ MiG 21တွေရဲ့နောက်ဆုံးနှုတ်ဆက်ပြန်သန်းမှုကိုတော့ September 26ရက်နေ့ကျရင်ပြုလုပ်မှာဖြစ်ပြီး Leader အကြီးအကဲ Emma Pritsin ကိုတိုင် ပါဝင်ပြန်တမ်းပွဲရှိပါတယ်။ Chandy Gard မှာကျင်းပမယ်နှုတ်ဆက်ပွဲအတွက် Make 21 6စီးပါဝင်ဖို့စီစဉ်ထားပြီးအဲ့ဒီတဲကတစည်းကိုတော့အမျိုးသမီးလေယာဉ်မှုတအူးကမောင်းနှင်မယ်လို့သိရပါတယ်ရှင်။